တလတီကိုမက်ဒရစ်တင်ရင်ဥက္ကဋ္ဌဖြစ်သူစီရီโซကအခုနေရာဒီမှာအသင်းတိုက်စစ်မှုအေဗာရက်စ်ကိုရောင်းချမှာမဟုတ်ဘူးလို့အတည်ပြုပြောကြားခဲ့ပါတယ်။အသက်25နှစ်အရွယ်အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှုအေဗာရက်စ်ဟာ2024နေရာဒီကမှမန်စီးတီးအသင်းကနေအတလတီကိုမက်ဒရစ်အသင်းစီတို့ယူရို65တန်းနဲ့ရောက်ရှိလာခဲ့တာပါ။ ်အေဗာရက်စ်ဟာပြီးခဲ့တဲ့2024-25ရာသီမှာအက်တလက်တီကိုမက်ဒရစ်အသင်းရဲ့အဓိကကစားသမားအဖြစ်ခြေစွမ်းပြနိုင်ခဲ့ပြီးပြန်ဝဲဆုံ54ပွဲမှာ29ဂိုးအသွင်းကဂိုးဖန်တီမှုခနှစ်ချိန်ပြုလုပ်ခဲ့ပါတယ်ဒါကြောင့်အခုနေရာဒီမှာသူ့ကိုခေါ်ယူဖို့ပရီးမီးယားလိထိပ်သီးတွေဖြစ်တဲ့ Liverpool, Arsenal တို့အပြင် La Liga Champion Barcelona နဲ့ Serie A ထိပ်သီး Inter Milan တင်းတို့ကစိတ်ဝင်စားနေလို့သတင်းထွက်နေပါတယ်။ ဒါပေမဲ့အက်တလက်တီကိုမက်ဒရစ်အသင်းဥက္ကဋ္ဌဆီရီဆိုကတော့အေဗာရက်စ်ဟာလောင်းမေ2025 26ရာသီမှာလဲအသင်းကစားသမားအဖြစ်ဆက်ရှိနေမယ်လို့အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ဆီရီဆိုကအေဗာရက်စ်ကအက်တလက်တီကိုမက်ဒရစ်ကစားသမားပါ။သူဟာအက်တလက်တီကိုမက်ဒရစ်ကစားသမားအဖြစ်ဆက်ရှိနေမှာဖြစ်ပါတယ်လို့ပြောဆိုခဲ့တာပါ။